ယူနိုက်တက်နဲ့ပြောင်းရွှေ့သတင်းတွေထွက်နေတဲ့အပေါ်မှာဂူလိုမတ်ချက်ပေးလာခဲ့တဲ့အကြံဝါဒင်ပရိသတ်များအားလုံးပဲမင်္ဂလာပါများကနားဆောင်ကတရနေ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ Game Time Glory ကနေတင်ဆက်နေပါတယ်ခရစ်စဘဲလစ်ကွင်းလေလိုအကြံဝါဒင်ကယူနိုက်တက်နဲ့ပြောင်းရွှေ့သတင်းတွေထွက်ပေါ်နေတဲ့အပေါ်မှာသူ့အမြင်သူခံစားချက်တွေနဲ့ပတ်သက်လို့ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်ဘယ်သူကဒီသတင်းတွေဖြန့်ပြီးတော့ယူနိုက်တက်ကဘယ်သူကကျွန်တော်ကိုစိတ်ဝင်စားတာများလဲတော့မသိပါဘူးဗျာဆိုတော့သူစကားကခေတ်စစ်ကစားမရရဲ့စိတ်ခံစားမှုကိုအပြေအဝါဖော်ပြနေပါတယ်အဒမ်ဝါဒန်က တရင်နေတွင်တော့လေ OK ဆိုပြီးကိုလို့ဆရာရှိတာလုံနေမိတာပါပဲလို့ပြောတာကခေတ်တကစားမရရဲ့စိတ်ပိုင်းဆိုင်ရာခုခံနိုင်စွမ်းကိုပြသနေပါလိမ့်အခုကမှဆိုရင်ကစားမတယောက်ရဲ့နာကက်ကိုလူမှုကွန်ရက်သတင်းမီဒီယာတွေကတနေ့တည်းနဲ့အမျိုးမျိုးဖန်တီးနေကြတာပါဒီနေ့က United နဲ့တွားမယ်နောက်နေ့ Liverpool နဲ့တွားမယ်တတိယနေ့က Real ကိုတွားမယ်နဲ့အမျိုးမျိုးရေးသားနေကြတာပါ ဝါဒန်ရဲ့ OK ဆိုတဲ့စကားလုံးကဒီရီကိုဘလို့မှအေးမထားတဲ့စိတ်နေစိတ်ထားကိုပါပြတာနေပါတယ်။သူဟာဒီတဲ့နေကိုဖတ်ပြီးတော့စိတ်ညစ်တာစိတ်ပြက်တာစိတ်လှုပ်ရှားတာမရှိဘဲနဲ့သူ့ရဲ့တာဝန်ကိုသာကျေပွန်အောင်လို့ဆက်လက်ပြီးတော့လုပ်နေတာပါ။လက်မြတီငိန်တဲ့စိတ်ထားဟာ professional ကစားမတယောက်အနေနဲ့အရေးကြီးဆုံးဂုဏ်ရည်တစ်ခုလည်းဖြစ်ပါတယ်။ညနေပါဝင်အတင်းကြီးတွေကမတူညီတဲ့ကစားမ10ယောက်အယောက်20လောက်နဲ့တရင်နေထွက်နေကြတာပါပဲ။ဆိုတော့အဲ့လိုအယောက်20တွေကကျွန်တော်တယောက်ပါဝင်ဆိုတာမျိုးကတော့ဘာမှမထူးဆန်းနေပါဘူးဆိုတော့ ဝါတန်ရဲ့ဇကားဟာခေတ်သစ်ပေါ်လုံးလောကရဲ့အမှန်တရားကိုလျှက်ပြသနေပါ ರಿ ကြီးကျယ်တဲ့အင်းဒီဟာဘုရားကြီးမမဆိုးကစားမားတွေအများကြီးကိုစောင့်ကြည့်နေတတ်ကြပါ ರಿ ဒီကစားမားတွေထဲမှာတကယ်ဦးမလူလာတဲ့သူလည်းရှိတယ်လို့မီဒီယာတွေကဖန်တီးထားတဲ့သူတွေလည်းပါဝင်နေပါ ರಿ ဝါတန်ကဒီချင်းတွေကိုကောင်းကောင်းနားလည်ပြီးတော့သူ့ကိုယ်သူမခံစားဘဲနဲ့ယက်တီနိုင်တဲ့စိတ်ဓာတ်ကိုပြသနေပါ ರಿ သူကဘာမှမထူးဆန်းနေပါဘူးလို့ပြောတာဟာဒီရောက်တဘာဝတိုင်းလက်ခံနေတဲ့သူ့ရဲ့စိတ်နေစိတ်ထားကိုပြသနေပါ ರಿ ဒီလိုတည်ငြိမ်တဲ့မြင်ကြောက်မဲ့သူဟာသတင်းနေကြတဲ့မှာပျော်ရွှင်စွာကစားနိုင်နေပြီးတော့ ခြားကစားမားတွေလိုစွမ်းဆောင်ရည်ကြဆင်းသွားတာမျိုးမရှိဘဲနဲ့ရည်တည်နေနိုင်တာလေးဖြစ်ပါတယ်။ကျွန်တော်နာကန်နဲ့အတင်းပြောင်းနိုင်ကြတဲ့အတွက်ကကျွန်တော် အေရှင်းနဲ့ပဲစကားပြောပါတယ်ဆိုရဲဝါတန်းရဲ့စကားကခေတ်သစ်ကစားမားရဲ့ professional လုပ်ငန်းစဉ်ကိုပြသနေပါတယ်။ယခုခေတ်မှာကစားမားတွေဟာသူတို့ရဲ့အနာဂတ်ကိုကိုယ်တိုင်စီမံခန့်ခွဲနေကြတာမဟုတ်ပါဘူး။သူတို့ဟာအေရှင်းတွေကိုယုံကြည်ပြီးတော့သူတို့ရဲ့အနာဂတ်ကိုပြီးတိုင်လွှဲအပ်ထားတတ်ကြပါတယ်။ဝါတန်းရဲ့ဒီစကားကသူရဲ့အေရှင်းပေါ်မှာယုံကြည်မှုကိုပြသနေပါတယ်။သူကပြောင်းရွှေ့ကာလတွေကိုခေါင်းနဲ့မထည့်ဘဲနဲ့အေရှင်းတွေပဲလွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုလုပ်ချင်းအပြင်သူဟာကွင်းထဲမှာပိုပြီးတော့အယုံဆိုင်နိုင်ခဲ့တာပါ။ဝါတန်းရဲ့ဇကားထဲမှာ professional အကြဆုံးနဲ့အရေးကြီးဆုံးအပိုင်းကတော့ဓာတ်တော့ကတော့အရင်ဆုံးကွင်းထဲမှာကိုရိုင်းချီစွမ်းကောင်းပြပြီးတော့ထိုက်တန်ချောင်းတက်တည်ပြဖို့လိုပါတယ်ဆိုတဲ့ဇကားဖြစ်ပါတယ်။ဒီဇကားဟာကစားမတယောက်ရဲ့တာဝန်ဝတ္တရားကိုပြေဝဖော်ပြနေပါတယ်။ဝါတန်ကကြီးကျယ်တဲ့အသင်းတွေကိုရည်ရွယ်ပြီးတော့ပြောနေတာပါ။သူဟာ United လို့ကြီးကြတဲ့အသင်းဒီမှာသူ့ကိုစိတ်ဝင်စားနေကြတယ်ဆိုရင်စကားပြောတာထက်လှုပ်ဆောင်ခြင်းနဲ့ပြသဖို့လိုတယ်လို့ဆိုလိုတာဖြစ်ပါတယ် သူကကွင်းထဲမှာသူ့ရဲ့ရည်သွေးတွေကိုပြသဖို့လိုတယ်လို့ဆိုလိုချင်တာပါဒီစကားဟာဝါတန်းရဲ့တောင်းယူမှုကိုပြသနေပါတယ်ယခုခေတ်မှာတော့ကစားမားတွေကမီဒီယာတွေပေါ်မှာပေါ်လာဖို့လူမှုကွင်းရမှာနာမည်ကြီးဖို့ကြိုးစားကြတာများပါတယ်ဒါပေမဲ့ဝါတန်းကတော့ကွင်းထဲမှာရည်သွေးပြသဖို့ကတော့ရေးပါတယ်လို့စဉ်းစားထားပါတယ်အတန်ဝါတန်းရဲ့စကားတွေဟာစိတ်သက်ခိုင်မာမှုကိုပြသနေပါတယ်သူဟာသတင်းတွေကိုရင်ဆိုင်နိုင်တဲ့စိတ်သက်ကြီးကြီးတဲ့အသင်းတွေရဲ့စောင့်ကြည့်မှုကိုရင်ဆိုင်နိုင်တဲ့စိတ်သက်အေဂျင့်ကိုယုံကြည်တဲ့စိတ်သက်၊ကွင်းထဲမှာရည်သွေးပြဖို့ကြိုးစားတဲ့စိတ်သက်တွေကိုပြသနေတာဖြစ်ပါလိမ့်။လောကစားမမျိုး United ထံရောက်ရှိလာခဲ့ရင်တော့ အတိုင်းထက်အလွန်တကွန်ထက်ကုတ်ကားလို့ဆိုရတော့မှာပါပဲညီကိုကရောအဒံဝါတန်ရဲ့စိတ်တဲ့အပေါ်မှာဘယ်လိုမြင်ကြပါလိမ့်မလဲအစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ညီမ